မင်္ဂလာပါ Chey Peach ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Chey က Golden Week ပတ်ရံမှာဂျပန်ရဲ့ Little Switzerland လို့တင်စားခေါ်ဝေါ်ကြတဲ့ Kamikochi နဲ့ Masamoto Castle ကိုတွားရောက်လက်ပတ်ခဲ့ပါတယ်ရထားနဲ့သွားလဲရပါမယ်အချိန်ကြာပြီးခီးဘက်မှာဆိုတဲ့အတွက်ဒါကတော့တငယ်ချင်းနေနဲ့နေချင်းမြန်ခီးကို packet ယူပြီး Paris လောက်ငှားသွားခဲ့ပါတယ်မနက်9နာရီခွဲမှာ Tokyo ကနေစထွက်ပါတယ်ဖုံးစံအတိုင်း Golden Week ဖြစ်တဲ့အတွက်အကားတွေကတော့စပိတ်နေပါပြီနေ့လယ်17နာရီခွဲမှာတော့ Tawa Sabe Area မှာကီးတစ်ချောင်းနာပြီးအနီးနားမှာရှိတဲ့တောင်နှင်းနဲ့ရှုကင်းနေနဲ့ က်ပုံလှလှလေးရိုက်ခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ခရီးဆက်ပြီးနေ့လယ်၁၂နာရီခွဲမှာတော့စူဝခုမှခမင်းဆန်ခဲ့ပါတယ်။စူဝရေကန်ကအရန်ကိုလှတဲ့အပြင်အုံဆက်လိုက်ရှိပါသေးတယ်။ခမင်းခုတ်ချီကိုသွားတဲ့လမ်းကအခွေးကောက်တွေများပါတယ်။အလားတုံးကကားရီလည်းပိတ်တဲ့အတွက်ခြေတို့နှစ်နာရီခွဲလောက်မှခမီခုချီတောင်ချီကိုရောက်ပါတယ်။တောင်နေနဲ့ဝင်းရထားတော့အေးစိစိဖြစ်ပြီးနေလို့အရန်ကောင်းပါတယ်။ တာမွန်တက်ကားကနိုင်ခွဲတစီထွက်တယ်လို့သိရပြီးလက်မှတ်ဈေးကအသွားပြန်2500ရှိပါတယ်။ဥက္ကာနဲ့ကိုတက်ဖို့အတွက်ကအစစ်စစ် register လုပ်ရမှာဖြစ်တဲ့အတွက်အလုပ်ရှုပ်တာမို့တတ်မှတ်ထားတဲ့တောင်တက်ကားပဲရွေးချယ်ခဲ့ပါတယ်။ကားဆောင်ရင်းနဲ့တမိုင်းကြောင်းအချို့ကိုလေ့လာခဲ့ပါသေးတယ်။ခမီးကိုချီကနာဂနိုခရိုင်မှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်1500မီတာ၄900ပေအမြင့်မှာတည်ရှိပါတယ်။ ခမင်းခုချီလို့ပြောရင်အဇူစာမြင့်နဲ့ဇွဲဆောင်မှုရှိဆုံးဖြစ်တဲ့ခပါတရားတော့ပဲဖြစ်ပါတယ်။တောတောင်ဖြစ်တဲ့အတွက်တော်ရိုင်းတလိမ့်ဆန်နဲ့ရမရန်ကထွက်လာတတ်တယ်လို့လည်းသိရပါတယ်။ခြေတို့၃နိုင်မှတောင်မောဆက်တက်ပါတယ်။တောင်မော်ကိုတက်တဲ့လန်ကတွေ့ရတဲ့ရှုကင်းတွေကအရန်ကိုလှပပါပါတယ်။ တခုတတိထားရမှာကရှူခင်ကတစ်ဖက်ပဲမြင်ရတာဖြစ်လို့အတက်ကို driver ရဲ့စက်ညင်ဘက်ခြမ်းမှထိုင်ပြီးအစင်းကို driver ဘက်ခြမ်းမှထိုင်မယ်ဆိုရင်ရှူခင်ကိုအလှပဆုံးမြင်ရမှာပါ။၃နိုင်ခွဲမှာတောင်ပေါ်ကိုဆ ਾਇ ရောက်ပါပြီ။တောင်ပေါ်မှာအရန် AB လေရန်တိုက်တဲ့အတွက်မြွေတွဲတွဲဝတ်သွားဖို့အကြံပြုချင်ပါတယ်။အဆူစာမြင့်မှာစီစစ်နေတဲ့ရေတွေကကြည်ပြီးတော့အရန်ကိုလှပပါပါတယ်။နမေကြီးခပတတားမှာလည်းဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပါဗျ။ အပြစ်မှာတော့အမှတ်တရဆိုင်ဝင်ပြီးဒေတာထွက်ပစ္စည်းတွေကိုလည်းကြီးခဲ့ပါတယ်ရန်ဖန်ရန်ကထွက်လာတဲ့တောရန်တလိမ့်ဆိုင်ရန်ကကာကွယ်ဖို့တောင်မတက်တဲ့ခရီးသွားတွေကခေါင်းလောင်းတွေချိတ်သွားရပါတယ်နောက်ဆုံးတောင်မော်စင်ကက9နိုင်ခွဲဖြစ်တာမို့လို့အခြေတော့9နိုင်မှတအောင်ဆင်းခဲ့ပါတယ် အစင်းကတော့အသွားလိုနိုင်ခွက်တခါမဟုတ်တဲ့အတွက်မဆောင်ရပါဘူး။အပြက်လက်မှာမဆုမတူကတ်စတယ်ဝင်ခဲ့ပါတယ်။နောက်ကျနေပြီဖြစ်လို့အထက်ကတော့ဝင်လို့မရခဲ့ပါဘူး။အပြင်မှာပဲတက်ပုံရိုက်ပြီးတိုကျိုကိုပြန်ခဲ့ပါတယ်။နေချင်းပြန်ခရီးဖြစ်လို့ပင်မန်းပင်မဲရှူကင်အင်အားလှပြီးပျော်စရာကောင်းတဲ့ခရီးဖြစ်တဲ့အတွက်မင်းနာဆန်တို့အတွက်အသွားလိုကောင်းတဲ့ခရီးတစ်ခုအဖြစ်လက်ညှိုးပေးလိုက်ရပါတယ်။ချေတို့နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြမယ်နော်။